လောင်ပြောင်ထရောခံရပြီးမြပြိသက်တွေပျော်ရွှင်ရင်ကျေနပ်ပါတယ်လို့ပြောလာတဲ့စိုက်ထူအလှမဲကကော ရန်ကုန်စင်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင့်လက်ရှိအချိန်မှာဆိုရင်တော့မြန်မာနိုင်ငံမှာမစ်ပြိုင်ပွဲတွေကတပွဲပြီးတပွဲဆိုသလိုကျင်းပနေတာဖြစ်ပါတယ်။ကျင်းပတိုင်းလည်းအများနဲ့ကရက်တွေထားပြီးပြဿနာတွေကတက်ခိုက်ရတာပါ။အကြီးအကျယ်ဆုံးပြဿနာတစ်ခုကိုပြောမှဆိုရင်တော့ Miss Grand မြန်မာပြိုင်ပွဲပဲဖြစ်ပါတယ်။ Miss Grand မြန်မာ2024တုန်းကတော်တော်လေးကိုစိုးစိုးရွားရွားပြဿနာတွေတက်ခိုက်ရတာဖြစ်ပြီး Miss Grand International 2024မှာဆိုရင် Crown ပြန်အပ်ခဲ့ရတဲ့အထိပါပြဿနာတွေဖြစ်ခဲ့တာပါ။ဒါပေမဲ့လက်ရှိ organizer နီနဲ့ Miss Grand ပြိုင်ပွဲကြီးကိုဆက်လက်ကျင်းပနိုင်ဖို့အတွက်တာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။အခုလက်ရှိ Miss Grand မြန်မာ2025ရဲ့ Organizer ကိုတော့ဒေသရှင်မရန်ဆိုင်တော်က Organizer ဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။နောက်ပြီး Mr. Nawat နဲ့လည်းနဝါစင်ရိုက်ထားပြီးဖြစ်တာကြောင့်ဒီပွဲကြီးကိုမရမကကျင်းပသွားဖို့အတွက်ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မြို့နယ်လိုက်အသီးသီးရွေးချယ်ထားတဲ့အလမေရီကလက်ရှိချိန်မှာဆိုရင်ရှန်ကုန်မြို့မှာလာရောက်ရှင်ပြိုင်နေရပြီပဲဖြစ်ပါတယ်။မနေ့ကတော့ National Council နဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ကြရ ာပါတယ်။ဒီလိုရှင်ပြိုင်ကြတဲ့အခါမှာမြို့နယ်အသီးသီးမှာအလှမယ်ရင်းကမိမိတို့မြို့နယ်ကိုကိုစားပြုတဲ့တရုတ်တရံတင်ကေတရီနဲ့ရှင်ပြိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုရှင်ပြိုင်တဲ့အခါမှာတခြားအလှမယ်ရင်းထက်ပရိသတ်တွေရဲ့လောင်ပြောင်ချင်းခံလိုက်ရတဲ့မစ္စတာဦးရှိပါတယ်။အရာကတော့စိုက်တိုအလှမယ်ကာကာပဲဖြစ်ပါတယ်။စိုက်တိုအလှမယ်ကာကာကသူ့ရဲ့ National Council ကိုဝါရီနဲ့ပြုလုပ်ထားတဲ့ဝစ်စုံနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။သူတို့ရဲ့စိတ်ကူးစိတ်တမ်းကတော့ ကြိုက်တီယိုဝါသနက်ကိုကိုစားပြူတာဖြစ်ပြီးလှုပ်ရှားသွားလာတဲ့နေရာမှာတော့ robot ပုံစံနဲ့သွာလာလှုပ်ရှားပြသခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့အမြင်မှာတော့ကစားစရာအရှုပ်တရုပ်စင်ပေါ်တက်လာတယ်လို့မြင်နေခဲ့တာဖြစ်ပြီ ပါဖော်မန့်တင်ဆက်မှုတွေကလောင်ပြောင်စရာဖြစ်နေကြတာဖြစ်ပါတယ်။ဝါရီနဲ့ပြုတ်လုထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့စရုပ်တရုပ်လိုလမ်းလျှောက်လာတဲ့နောက်ပြီးစိုက်ထီယိုတနက်ကြီးကိုထုတ်ကာတနက်နဲ့ချိန်ပြစ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတရုပ်တရံဖော်တဲ့အခါမှာတော့အားလုံးကဝါကနေရှိကြပါတယ်။နောက်ပြီးပြန်ပွဲတော်မပြီးသေးပဲဆိုရှယ်မီဒီယာရီပေါ်မှာ National Costume နဲ့ပတ်သက်ပြီးကာကာကိုထိုးကြပါတယ်။အကောင်လုံးကဒီလိုမျိုးဝတ်စုံနဲ့ပတ်သက်ပြီးတော့ဝိုင်းပြီးလောင်ပြောင်ကြတယ်ဆိုပေမဲ့ Miss Kaka ကတော့သူ့ကိုအခုလိုမျိုးအတိမတ်ပြုပေးတာကိုပဲကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ idea ကတော့ဝါရီနဲ့လှုပ်ထားတဲ့ဝတ်စုံကိုတာမန်လမ်းလျှောက်ပြသတာမျိုးမဟုတ်ပဲစိတ်ရုပ်တရုပ်ပုံစံနဲ့ပြသခြင်းနဲ့စိတ်ကူးလေးဖြစ်လာခဲ့တယ်။နောက်ပြီးအခုလိုမျိုးလှုပ်တဲ့အပေါ်မှာပရိသတ်တွေကပျော်ရွှင်သွားတယ်၊ရီကြတယ်၊လောင်ကြတယ်၊ထိုးကြတယ်ဆိုပေမဲ့ပရိသတ်တွေစိတ်ကြည်နှံ့မှုရတယ်ဆိုရင်ပဲကျေနပ်ပါတယ်။ဒါကသူ့ကိုအတိမတ်တစ်ခုပြုလိုက်တယ်လို့သဘောထားပါတယ်။ဆက်လက်ပြီးတော့လည်းစူးစမ်းသွားအောင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအပြုံးလေးနဲ့ဖြေကြားလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုကလည်းကြီးစုသူတန်ဖောင်းများစွာထိပောက်သွားခဲ့တာဖြစ်ပြီးကကအနေနဲ့လည်း National Council နဲ့ပတ်သက်ပြီး ေးတခုခုမှတ်ချက်ပြုခံရမယ်လို့ပရိသတ်တွေကမျှော်လင့်နေပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဝိုင်းပြီးလောင်ပြောင်ထိုးခံရပြီမဲ့အပြုံးမပြတ်ပဲပြန်လဲပြောပြလာတဲ့ကာကပေါ်ဘလိုရီအပိစကားပြောကြကြတယ်ဗီဒီယိုအောက်ကကွန်မန့်လေးမှာရှိအသွေးပေးခဲ့ပါအောင်ရှင်။